င်းခြေထောက်ကပျော်ပြနေတဲ့ကျန်းမာရေးပြဿနာများတချို့ကျန်းမာရေးပြဿနာတွေကြောင့်ခြေထောက်မှာလည်းဝေဒနာခံစားရနိုင်ပါတယ်။ဥပမာအဖြစ်စီးချိုရောဂါရှိသူတွေမှာသွေးလည်ပတ်မှုလုံးနှေးကွေးနေတာကြောင့်သွေးကြောနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပေါ်တာလို့မျိုးပါ။ခြေထောက်မှာပြဿနာဖြစ်နေတာကကိုရင်းအင်ကတချို့ကျန်းမာရေးမကောင်းမှုဆိုတာကိုလည်းသင်္ကေတပြသနေရမလို့ဖော်ပြပေးလိုက်ပါတယ်။ခြေထောက်ဖော်ရအောင်စဉ်ခြေထောက်နဲ့ခြေပွားမှာဖော်ရအောင်နေတာကအချိန်ကြာကြီးမတ်တက်ရနေရတာကြောင့်ပါ။တခြားယောဂါတွေရဲ့လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ ဖောရောင်နာကခနာကိုအနက်မှာဖြစ်ပေါ်နိုင်ပေမဲ့ခြေထောက်ခြေဘဝခြေစင်းဝင်တဲ့လက်မှာတော့ပိုပြီးအဖြစ်များပါတယ်။ဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်နှလုံးရောဂါနှလုံးရောဂါကြောင့်ခြေဘဝနဲ့ခြေထောက်အောက်ပိုင်းမှာအရေးဓာတ်တွေစုဆောင်းနိုင်ပါတယ်။သွေးကြောပြဿနာသွေးကြောတွေကသွေးတွေကိုနှလုံးစီပြန်ရောက်ဖို့ကောင်းဖို့ဆိုတာမညစ်ထုံနိုင်ခဲ့ရင်ခြေထောက်မှာသွေးရည်တွေစုဆောင်းနေပါတယ်။ပြန်ရည်ကြောပြဿနာကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောနဲ့ပြန်ရည်ကြောတွေကကိုရင်းကအရေးတွေကိုခန္ဓာကိုယ်နဲ့သိမ်းဆောင်ပေးပါတယ်။ ပြည်ကျော်စနစ်မှာပိတ်ဆို့မှုရှိနေရင်ကျွန်တော်နဲ့လက်တွေမှာပေါ်ရောင်နိုင်ပါတယ်။အသိပ္ပတနာအသိကနေသွေးပရိုတင်တွေကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ရင်ကျွန်တော်မှာပေါ်ရောင်နိုင်ပါတယ်။ကျွန်တော်အရေးပြအပြာရောင်ဒါမှမဟုတ်ခင်းရဲရောင်ဖြစ်ခြင်းအလိုမင်းအေးလုံးတာကြောင့်အရေးပြအရောင်ကပြားနန်းနဲ့ဖြစ်တတ်တာကိုလူတိုင်းသတိထားမိကြပါလိမ့်မယ်။ဒါပေမဲ့လည်းပူနွေးတဲ့ရာသီမှာခြေချောင်းအရောင်ပြောင်းလဲသွားတဲ့အခြေအနေတွေရှိပါတယ်။ ။ဘာကြောင့်လဲဆိုတော့သွေးလွှတ်ကြောတွေပိတ်ဆို့မှုဖြစ်တဲ့အခါမှာ blue dot syndrome လို့ခေါ်တဲ့ခြေထောက်အရေးပြားအရောင်ပြောင်းလဲတဲ့အခြေအနေဖြစ်ပေါ်တတ်ပါတယ်။ခြေချောင်းနဲ့လက်ချောင်းများမှာနာကျင်တဲ့အဖုပ်ပိတ်ပေါင်းခြင်းနာကျင်တဲ့ဖူးပိန်တွေကရုတ်တရက်ပေါ်ပေါက်လာပြီးရက်တံငယ်ကြရှိနေခဲ့ရင်သူတို့ကိုလစ်လျူရှုံထားပဲနဲ့ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုအပ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုရင်နှလုံးအတွင်းဘက်တီးရီးယားပိုဝင်ရောက်တာကြောင့်ဖြစ်တာပါ။ပုံမှန်အားဖြင့်ပနိစီဝါစီမိဝဲတာနဲ့ရောက်ခင်းနိုင်ပါတယ်။ခြေထောက်တွေညိုမဲဆွဲခြင်း တခုခုနဲ့တိုက်မရကြောင်မဟုတ်ပဲခြေထောက်ပေါ်မှာအလိုလိုအညိုမဲဆွဲပြီးတော်ရုံနဲ့မပြောင်းနိုင်တဲ့အခြေအနေပါ။ဘာကြောင့်ဖြစ်တယ်လဲဆိုရင်အသေးရောကဒါမှမဟုတ်မိမိခုခံအားစနစ်ကအမှားဝင်ပြီးခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်တဲ့ရောကသွေးလွှတ်ကြောရောင်ရမ်းတာဒါမှမဟုတ်သွေးကိုစီးဆင်းမှုပြဿနာတွေကြောင့်ပါ။ခြေထောက်ပေါ်မှာအနီရောင်အဆက်ပြောင်းများခြေထောက်ပေါ်မှာအဆက်ပြောင်းတွေပေါ်တာကလူတိုင်းလိုလိုဖြစ်ပူးကြမှာပါ။အနီရောင်နှင်းညိုရောင်ဒါမှမဟုတ်ခဲရောင်လိုမျိုးအကွက်လိုက်အဆက်ပြောင်းတွေပေါ်နေတတ်ပါတယ်။တခါတလေရောင်ရမ်းနိုင်ပါတယ်။ ဒီလိုရာရင်တာကဓမ္မတိမ်မှုဖြစ်စဉ်ကြောင့်ဖြစ်တာပါ။တခြားပြဿနာကြောင့်လည်းအဆက်ပြောက်တွေပေါ်လာနိုင်ပါတယ်။ဘာကြောင့်ဖြစ်ရလဲဆိုရင်သွေးလွှတ်ကြောင်းရောင်ရင်တာဒါမှမဟုတ်သွေးလေးပတ်နာကဲ့သို့တခြားရောဂါတွေကြောင့်ဖြစ်တတ်တာပါခြေထောက်မှာသွေးပြန့်ကျော်တွေဖောင်းကားနေခြင်း ခြေောက်ကသွေးကြောတွေထင်းထင်းရှားရှားဖောင်းတာကကိုယ်ဝင်ဆောင်ဒါမှမဟုတ်အဝလွန်တာကြောင့်ဖြစ်တာပါအဲ့နေရာမှာနာကျင်နေခဲ့ရင်တော့သွေးပြန်ကြောဖောင်းကားတဲ့လက္ခဏာပါဘာကြောင့်ဖြစ်ရလဲဆိုရင်ဒီကနေ့ခင်မာတော့အဖြစ်များလာကြပါပြီလူဦးရေ30ရာခိုင်နှုန်းထိဖြစ်တယ်လို့သိရပါတယ်အပေါ်ရန်သွေးပြန်ကြောတွေဖောင်းကားလာပြီးတော့လိန်ခေါက်နေတဲ့ပြဿနာပါ